တရုတ်နိုင်ငံရဲ့တောင်ပိုင်းဒေသတွေမှာမိုးသည်ထန်လာရသည့်ဥတုကြောင့်ရေကြီးမှုတွေဖြစ်ပေါ်လာပါသည်။ဒီရေကြီးမှုဟာလည်းလူနေမှုဘဝလမ်းပန်းဆက်သွယ်ရေးနဲ့စိုက်ပျိုးရေးအထူးကိုပြင်းထန်တဲ့သဘာဝဘေးအန္တရာယ်အဖြစ်သို့ရောက်မှာဖြစ်ပေါ်ခဲ့ပါသည်။2025ခုနှစ်ဇွန်လအလယ်ပိုင်းမှာတရုတ်နိုင်ငံအနောက်တောင်ပိုင်းမှာရှိတဲ့ကွေကျိုးနဲ့ကွမ်ရှီတို့မှာမိုးသည်ထန်မှုကြောင့်ရေထွက်နှုန်းဟာလည်းမူလထက်အစပေါင်း80လောက်ထိကိုမှမြင့်တက်လာခဲ့ပါပြီ။ရွှန်ကျန်းမြို့မှာမြစ်ထဲကရေထွက်နှုန်းကတစ်စက္ကန့်ကို11080ကုဗစ်မီတာရှိပြီးတော့အန္တရာယ်ကလည်းပြင်းထန်ခဲ့ပါပြီ တချို့သောဒေသတွေမှာရေလိုင်းမြင့်ကလုံခြုံရေးကန့်သတ်မှုထက်ကို၄မီတာကျော်ဖြစ်လာခဲ့ပြီးတော့မိုးသည်ထန်မှုနဲ့အတူထပ်မံကြားရောက်လာနိုင်တဲ့မုန်တိုင်းငယ်လေးတွေလည်းလာရောက်နေပြီးဆိုတာကဒေသခံတွေအတွက်ကတော့ပုံပြီးတော့မှစိုးရိမ်စရာဖြစ်လာခဲ့ပါပြီ။ဒီရေကြီးမှုမှလည်းအ ਨੇ ဆုံးလူ6ယောက်သေဆုံးခဲ့ပြီးတော့တချို့သောနေရာတွေမှာမြေပေးကကြီးရွာလေးတွေထိကိုမှရှင်းနေမြုပ်သွားခဲ့ရပါပြီ။တချို့သောဒေသတွေမှာဆိုရင်တော့တောင်တွေပြိုကျတာ၊မြေပြိုတာ၊လမ်းပြတ်တာတွေလည်းအများကြီးကိုမှဖြစ်ပွားခဲ့ပြီးတော့နေထိုင်သူအများပြားအတွက်ကလည်းဘေးကင်းရာကိုထွက်ပြေးရတဲ့အခိုက်အတန့်တွေတောင်မှဖြစ်လာခဲ့ပါပြီ။ အခုချိန်မှာလည်းမိုးတိုက်ထန်မှုနဲ့အတူဆူထိုင်းမှုကြောင့်ရောဂါပိုးမွားရရဲ့အနေအကလည်းတိုးလာစေပါ။ကွေကျိုးဒေသတွေမှာပဲတောင်တန်းတွေဟာလည်းမြေပြိုပြီးတော့ပျက်စီးမှုတွေရှိခဲ့ပါသည်။ထိခိုက်မှုအကြီးဆုံးဖြစ်စေခဲ့တာကတော့ဇွန်လ24ရက်နေ့မှာဟောင်စင်းဟေးတရားကြီးပြိုကျသွားတာလည်းဖြစ်ပါသည်။တရားပြကျပြီးသွားတဲ့ချိန်မှာရင်းဒစီရဲ့ခေါင်းပိုင်းကလည်းတရားပေါ်မှာတင်နေခဲ့တာပါ။တရားဟာလည်းပြိုကျပျက်စီးနေပြီးတော့ကားရဲ့ခေါင်းပိုင်းကလည်းတရားပြိုကျတဲ့အချမ်းကိုရောက်နေခဲ့တာကြောင့်ကားသမားကလည်းထွက်ဖို့ခက်ခဲတဲ့အခြေအနေတွေကိုရောက်ခဲ့ပါသည် ဒါပေမဲ့လို့ကယ်ဆယ်ရေးအဖွဲ့တွေကမိုးရွာနေတာတစ်ပင်ပြိုတာလမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့အချိန်မှာပဲဒီပိုင်းနဲ့အင်တာနက်ဆက်သွယ်ရေးမပြည့်စုံတဲ့အခြေအနေမှာတော့မှအမြန်ဆုံးနီလန်းတဲ့ကူမှာရှင်မောင်းတဲ့သူကိုလုံလုံခြုံခြုံတဲ့ကူမှာကယ်ဆယ်နိုင်ခဲ့ပါပြီ။ရှင်မောင်းသူကိုအနာတရားမဖြစ်စေဘဲအန်ရယ်ကကင်းတဲ့ကိုကယ်ဆယ်နိုင်ခဲ့တယ်ဆိုတာကတော့အံ့ဩစရာပါပဲ။ကွေကျိုးပြည်နယ်တဝက်မှာခမ်းမန်းကျေလူ၈000ကျော်ကိုရေဖုံးလွှမ်းနေတဲ့ကျေးရွာနဲ့မြို့ပြရက်ွက်တွေကနေစက်တက်ရှောင်ပြေးစီနိုင်ဖို့အရေးပေါ်ကယ်ဆယ်ရေးအသင်းတွေကတညာလုံးကိုလှုပ်ရှားခဲ့ကြပါပြီ။ မြောက်တဘာဝအခြေအနေတွေကြောင့်တောင်ပြိုခြင်းနဲ့မြေပြိုခြင်းတွေမှာလည်းဒုက္ခရောက်နေတဲ့သူတွေကအများပြားကိုမှရှိခဲ့ပါသည်။ဒီလိုမျိုးရေကြီးခြင်းကတရုတ်ပြည်နယ်အနှံ့အပြားကိုတက်ရောက်လာခဲ့ပြီးတော့ဟူနန်တို့လိုမျိုးပြည်နယ်ကြီးတွေမှာ1998ခုနှစ်ကအကြီးဆုံးရေကြီးမှုကိုတော့မှကြော်သွားတဲ့ထိကုန်မှဖြစ်လာပါသည်။လီရွှေမြစ်ထဲမှာလည်းကန့်သက်ထားတဲ့ရေအမြင့်ထက်2မီတာကျော်တက်လာတဲ့အခါမှာလူပေါင်း9500ကိုချက်ချင်းထွက်ပြေးစေရတဲ့ထိကုန်မှဖြစ်လာခဲ့ပါသည်။တခြားသောတောင်ပိုင်းနဲ့အလယ်ပိုင်းပြည်နယ်တွေဖြစ်ကွမ်တုံ၊အန်ဟူ၊ဟီနန်၊ဟူပေ၊ဟူနန်၊ကွေကျုံနဲ့ ကွန်ရှီတို့မှလည်းရေကြီးမှုနဲ့တပြိုင်နက်တည်းပြင်းထန်စွာမိုးရွာသွန်းမှုကြောင့်အနီရောင်ရေပေါ်တရေပေးချက်တွေထုတ်ပြန်နေပြီးတော့နေထိုင်သူပေါင်းတန်းတဲ့ခြေကုန်မှာအသက်အန္တရာယ်ဖြစ်စေတဲ့အခြေအနေတွေလည်းဖြစ်ပါသည်။ဒါပြင်ကမ္ဘာတရုတ်နိုင်ငံရဲ့ဒေါ်လာ2.8 trillion တန်ဖိုးရှိတဲ့စိုက်ပျိုးရေးစနစ်တွေစက်မှုစုံတွေပင်မလန်းကြောင့်အချို့မှာပါရေကြီးမှုတွေကြောင့်ထိခိုက်မှုတွေကြီးမားလာပြီးတော့လေယာဉ်မြေစီလွားပျက်စီးခြင်းတိနံပျက်စီးမှုတွေလည်းဖြစ်ပေါ်လာပါသည်။နိုင်ငံတစ်ခုလုံးအတွက်ကိုမျိုးစေ့လေယာဉ်နဲ့စားတောက်ကုန်ထုတ်လုပ်မှုမှာအရေးကြီးတဲ့ပြည်နယ်တွေရဲ့ထိခိုက်မှုကတရုတ်စီးပွားရေးပေါ်မှာဆုံးရှုံးမှုတွေဖြစ်လာစေပါသည်။ အခုဖြစ်ပေါ်နေတဲ့ရေကြီးမှုတွေဟာလည်းရေရွတ်မှုရသည့်ပြဿနာမဟုတ်တော့ဘဲနဲ့ရာသီဥတုဖြစ်ရာမြင့်မားလာတဲ့အခြေအနေအစိုးရဖွဲ့စည်းတွေရဲ့ရေကြီးခြင်းကိုထိန်းချုပ်မှုစနစ်အားနည်းမှုတွေတဘာဝနဲ့မကန့်ညီတဲ့အလျင်မြန်ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့အတူတည်ရောက်မှုကတော်တော်လေးကိုမှကြီးလာနေတာဖြစ်ပါသည်